ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ချင်းပြည်နေကဖလန်းမြူနေတခုလုံးကိုတင်ပိုက်လိုက်နိုင်ပြီလို့ချင်းညီနောင်အဖွဲ့ကဓာတ်ပုံရီနဲ့တကွမနေ့ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါရယ်ဖလန်းမြူအခြေဆိုင် နောက်ဆုံးလက်ကျန်ခလာယာ268တရင်ကိုချင်းညီနောင်နဲ့မဟာမိတ်ပူပေါင်းအဖွဲ့ကဧပြီလ9ရက်နေ့မှာတင်ပိုက်လိုက်ပြီးနောက်ဖလန်းမြူဟာချင်းညီနောင်လက်အောက်ကိုကြားရောက်သွားခဲ့တာပါ အခုလိုတင်ပိုက်နိုင်တာဟာ ချင်းညီနောင်နဲ့မဟာမိတ်အင်အားစုတွေရဲ့မဆုံမနစ်တစ်စိတ်တဲ့နဲ့ထိုးစစ်ဆင်မှုအာရခတတော်ကခေယံစစ်လက်နက်တွေအပြင်စီရေးဆိုင်ရာအကြံဉာဏ်တွေပံ့ပိုးမှုနဲ့ပြည်သူတွေရဲ့ထောက်ပို့ပါဝင်မှုတွေကြောင့်လို့လေချင်းညီနောင်ဖွေကဆိုပါရီဖလန်းမျိုးသိန်းတိုက်ပွဲကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး9လအကြာမှာအခုလိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရီစစ်ကောင်စီဟာဖလန်းမျိုးမကြစီရဲ့အတွက် မြေပြင်စစ်ကူအင်အားအများပြားနဲ့အတူလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းတထောင်ကျော်နဲ့အပြင်းထန်ခုခံခဲ့တဲ့ကြားကအခုလိုသိမ့်ပိုက်နိုင်ခဲ့တာလေးဖြစ်ပါရဲ့